အားလုံးပဲမင်္ဂလာပါဒေါက်တာကောင်းချန်နာမှာပြန်လည်ကြိုဆိုပါရစေဒီနေ့ကျွန်တော်တို့ channel မှာမိဘပြည်သူတွေကြားမှာအဖြစ်အများဆုံးကျန်းမာရေးအခြေအနေတစ်ခုဖြစ်တဲ့နှာစည်းယောဂအတွက်လူသုံးအများဆုံးဆေးတစ်ခုဖြစ်တဲ့ citrusing အကြောင်းကိုတင်ဆက်သွားမှာဖြစ်ပါတယ်စီထရီဇင်းဆိုတာဘာလဲ citrulline သည်ယာတီတုပ်ကွေးကြောင့်နှာစည်းခြင်းနှာရည်ရိုခြင်းတို့အတွက်အ धिक အသုံးပြုသော antihistamine ဆေးမျိုးစားတစ်ခုဖြစ်ပါသည် citrulline သုံးနိုင်သည့်အခြားယောဂအခြေအနေများ စ်ထရဇင်းဒီယာဒီတုပ်ကွေးကြောင့်နာစည်းခြင်းနာရည်ရောခြင်းယောဂအခြေအနေများအပြင်အလတ်ကြီးဓာတ်မတည့်ခြင်းကြောင့်နာစည်းခြင်းနာရည်ရောခြင်းယောဂအခြေအနေများပါပါအသုံးပြုလို့ရပါတယ်စီထရဇင်းကိုအလတ်ကြီးဓာတ်မတည့်ခြင်းကြောင့်ကိုလက်များရရန်သည့်ယောဂအခြေအနေများမှာပါအသုံးပြုလို့ရပါတယ်။ citrulline ကိုဘယ်လိုတောက်ရမလဲစစ်ထရဇင်းသည်ဆရာဝန်ညွှန်ကြားချက်မလိုသည့် OTC မျိုးစားဆေးဖြစ်သည့်အတွက်ကြောင့်ဆေးဆိုင်များတွင်အလွယ်တကူဝယ်ယူရရှိနိုင်ပါသည်ဆေးဆိုင်များတွင် citrulline 10 mg ပါဝင်သောဆေးကပ်များနှင့် 30 ml 60 ml ပါဝင်သော citrusing ဆေးရည်ပလင်းများဝယ်ယူရရှိနိုင်ပါသည် citrusing 10 mg ပါဝင်သောဆေးလုံးများကိုအသက်12နှစ်နှင့်အထက်ကလေးနှင့်လူကြီးများတွင်တစ်နေ့တစ်လုံးတောက်သုံးနိုင်ပါသည် citrusing 30 ml 60 ml ပါဝင်သောဆေးရည်ပလင်းများကိုအသက်6နှစ်မှ12နှစ်ကလေးများတွင်လက်ဖက်ရည်စုံတစ်စုံတစ်နှစ်နှစ်ကြိမ်တောက်သုံးနိုင်ပါသည်။အသက်2နှစ်မှ6နှစ်ကလေးများတွင်လက်ဖက်ရည်စုံဇွန်းတစ်ဝက်တစ်နှစ်နှစ်ကြိမ်တောက်သုံးနိုင်ပါသည်။စီထရဇင်းဆေးလုံးတို့မဟုတ်ဆေးရည်များကို အစာနှင့်အတူ တို့မဟုတ်အစာမပါဘဲတောက်သုံးနိုင်ပါတယ်စေးတောက်ဖို့မေ့သွားခဲ့ရင်ဘယ်လိုလုပ်ရမလဲစေးတောက်ဖို့မေ့သွားခဲ့ရင်တတိယလင်ရခြင်းတောက်ပါအကယ်၍စေးနောက်စချိန်တောက်ရန်အချိန်ထိစေးတောက်ဖို့မေ့နေခဲ့ရင် အရင်စေးကိုကြော်တောက်ပါ အထူးသတိပြုရမည့်အချက်မှာ citrulline စေနှစ်ကြိမ်စာပေါင်းမတောက်ရပါကိုဝင်ဆောင်နဲ့노တိုင်မိခင်များမှာစီထရဇင်းတောက်လို့ရပါလားကိုဝင်ဆောင်နဲ့노တိုင်မိခင်များမှာစီထရဇင်းတောက်သုံးရင်တင်းဤဆရာဝင်နဲ့အရင်တိုင်မှာပါ ားဆုံးဘေးထွက်ဆိုးကျိုးစီထရဇင်းသည်လူကိုလေးလံပြီးအိမ်ငိုက်စေတတ်ပါသည်စီထရဇင်းသည်လူကိုလေးလံပြီးအိမ်ငိုက်စေသည့်အတွက်ကြောင့်စီထရဇင်းတောက်ထားရင်ကာမောင်ခြင်းကိုရှောင်ကျဉ်ပါ ီထရဇင်းသည်လူကိုလေးလံပြီးအိမ်ငိုက်စေသည့်အတွက်ကြောင့်စီထရဇင်းတောက်ထားလျင်အရက်တောက်ခြင်းကိုလည်းရှောင်ကျဉ်ပါအကယ်၍တင့်မှာကြောက်ကက်ယောဂအခန်းရှိလျင်စီထရဇင်းတောက်ရန်တင်ဤဆရာဝန်နှင့်အရင်တိုင်ပင်ပါဆိုရင်မိဘပြည်သူတွေကြားမှာ ြစ်အများဆုံးကျန်းမာရေးအခြေအနေတစ်ခုဖြစ်တဲ့နှာစည်းယောဂါအတွက်လူသုံးအများဆုံးဆေးတစ်ခုဖြစ်တဲ့ citrulline နှာစည်းပြောက်ဆေးအကြောင်းကို ကောင်းစွာ သိရှိသွားပြီးထင်ပါတယ်။ citrulline ဆေးအကြောင်းနဲ့ပတ်သက်ပြီးသိလိုသည့်များကို comment မှာလာရောက်မေးမြန်းနိုင်ပါတယ်။ကျွန်တော်တို့ channel က လူနာများသုံးဆွဲသည့်ဆေးများအကြောင်းကိုစုံလင်စွာတင်ဆက်ပေးသွားမှာဖြစ်လို့ဒီ channel လေးကို like and subscribe လေးလုပ်ထားပေးပါဦးပျော်ရွှင်အေးချမ်းတဲ့နေ့လေးကို ပိုင်ဆိုင်ကြပါစေအမြဲချမ်းမှာဖို့ဒေါက်တာကောင်းကိုကြည်ကြစို့